ပရိသတ်ကြီးမင်္ဂလာပါဗျာဗရာလောကဇလံကောင်းများကိုရွေးချယ်လို့တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇလံလေးကတော့ဆရာခတ်စောရေးသားထားတဲ့စန္ဒကျိုးခင်သုံးဇသိန်းတိုင်းပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးကအစဉ်အပြည့်ဖြစ်ပြီဆိုရင်တော့ရန်နဲ့ဒူဒူဇလံလေးကိုလိုက်ပါနားဆင်လိုက်ကြရအောင်ခင်ဗျာ ဘလို့ပြောလိုက်တာလဲခက်စော်ရဲ့သုံးပညာဆိုတာအပယ်လားဖို့ကျင်းသေးအာမခံထားတဲ့ပညာရပ်ပါလို့မမခုနကပြောခဲ့ရတဲ့အတိုင်းမင်းကဘာလို့သိဉင်ရတာလဲကွယ်မဟုတ်ဘူးမမကျွန်တော်ဒီကိုလာတဲ့ရွေးချယ်နံပါတ်၁ကအဲ့ဒီသုံးပညာကိုသိဉင်လို့ပဲနံပါတ်၂ကတော့မမခင်တုံးကိုတွေးချင်လို့ပဲမမကျွန်တော်ကိုသုံးပညာသိပြီးလို့ရတယ်မလားမမရဲ့မမမင်းကိုလုံးဝမသိပေးနိုင်ဘူးခက်စော်ဒီအကြောင်းမင်းဆက်ပြောနေမယ်ဆိုရင်တော့မမအိမ်မင်းဘယ်တော့မှလမလာတော့နဲ့ဒါမမမင်းကိုတန်ရုံးစင်ရှိတော့လို့ပြောရတာပါသိရလား ျွန်တော်ကစုံးမိညာကိုစိတ်ဝင်စားတယ်ပြီးတော့အဝီစီဆိုလည်းဘာဖြစ်လဲဗျာမမတုံပါတာပဲနှစ်ယောက်အတူတူသွားကြတာပေါ့ဗျာမမတုံပိုင်းတော့ကျွန်တော်အဝီစီလည်းမကြောက်ပါဘူးခက်စော်ရဲ့စကားလုံးတွေကြောင့်ခင်တော်တကောလုံးနှွေးထွေးသွားသလိုအရင်လိုတကောင်ကြွခင်တော်မဟုတ်တော့ပါလားဆိုတဲ့အတွေ့အမြင်ကြောင့်အားရှိသွားမိတာကတော့အမှန်ပါထိုနေ့ကစပြီးခက်စော်နေစကားအတိုက်ခံမပြောခြင်းတဲ့ပြင်ခင်တော်တယောက်ရှောင်းနေခဲ့လိုက်တယ်။ခြေောက်ကလည်းတက်တာလာပြီးဖြစ်တဲ့ပြင်စပိန်ပြင်တပတ်ရွာကဇင်းငါချထားတဲ့လေတွေစီကိုတနေ့ကုန်ရှောက်သွားနေမိပါရဲ့ မခင်တုံလုံးဘဝမျိုးမင်းမရောက်ချင်မှနဲ့ခက်စော်ရဲ့အဝေးစီးအထီးတွေအတူမလိုက်ချင်မှနဲ့တို့တော့လေခင်တုံးရဲ့ဆူတောင်းကတော့မပြီးခဲ့ပါခက်စော်ကဝင်းထိုင်အဖေနဲ့တို့နွားမိုးရဲ့ဇာကျက်များစီတို့ခြေဦးလှဲ့နေတယ်ဝင်းထိုင်အဖေရဲ့နွားများကိုထိန်းကြောင်းရတဲ့ဘာကြီးမိုးနဲ့ခက်စော်တို့စကားလက်ဆောင်ကြရင်ကရှင်းမီနောက်မီဘာကြီးမိုးကိုတချင်ကထုံနေမှာမော်ပညာထုံးကားခဲ့တဲ့အကြောင်းများမေးမြန်းမိပါတယ် ဘာကြီးတို့ခေတုံးကဒီဒေတာသားဆိုရင်တော့အောက်ပြေကတော်ယုံမော့ပညာရှင်တွေဆုံးတွေကအမောက်ဘယောကတွေကလေးစားကြတယ်ကွာအဲ့ဒီလိုလေးစားအောင်လဲဆရာတွေကပညာတွေကိုစနစ်တကျအမွေပေးအမိခံထိန်းသိမ်းပေးကြတာကိုနေပါအောင်ဘာကြီးမွေးရဲ့ဆုံးပညာသင်တဲ့နေရာမှာသွေးသားရင်းဆိုရင်ဘူးသွင်းပြီးတော့ပညာလက်ဆင့်ကမ်းတယ်လို့ကျွန်တော်ကြားဘူးတယ်သွေးသားမတော်ဆက်တဲ့သူတွေကြတော့ရောပညာသင်ပေးလို့မရဘူးလား ေးကွယ်ဆုံးဝဆန္ဒရှိလို့ရှင်တော့သူတင်ပေးခြင်းနဲ့သူကိုပညာသင်ပေးလို့ရရဲ့ကွယ်နောက်တစ်ခုကဆုံးပညာသင်ယူခြင်းနဲ့သူကဆုံးပညာသင်ခြင်းနဲ့ဆိုရင်လာပြီနေ့ညနေနေဝင်တရောမှာဆုံးရှိတဲ့ချောင်းရဲ့အနောက်တောင်ဘက်ကနေနန်ဝင်းနေထားတဲ့ဆန်တစ်စလုံးထဲမှာကြွယ်မိမပါတဲ့အုံဒီကိုထည့်ဝါနဲ့လှုပ်ထားတဲ့ဇက်ကူတကောင်းလေးချောင်းကိုထိုးပြီးတော့ခေါင်းပေါ်ရွက်သွားရတယ်သူအနောက်တောင်ဘက်ကနေဆုံးပညာတဲ့ရဲ့ခြံရှိတက်တဲ့ကိုရက်မိပြီဆိုရင်တော့ဆုံးပညာတဲ့ဟာသူ့ကိုပညာအမွေခံတပည့်အဖြစ် ပညာမဖြစ်မနေတင်ပေးရတော့မယ်ကွ။ဒါမြမရွေးရဆုံးမတဲ့ပညာရဲ့ရှင်းစည်းကံပဲ။ဒီစည်းကံတလေးရဲ့အတိတ်ပဲကဘာကိုဆိုလိုတာလဲဆိုတော့လာပြီးနေဒီဟာဆုံးနေရဲ့ပညာအဆင့်တက်တဲ့နေ့တခါတည်းရန်ဆုံးအချင်းချင်းပညာပြန်ရနေ့ဆုံးတော့စားရနေ့တွေပဲ။ ဒီလိုနေမျိုးမှာနောနယ်ထားတဲ့ဇန်နဲ့ကြက်မီးမပါတဲ့အုံသေးကိုတဲလာသူကဆုံးရှိရောက်လာတာဟာဆုံးရဲ့ပညာဝန်းကို ရှေ့တဆင့်တက်ဖို့လိုအပ်တဲ့ဒီအစီအရင်နေနဲ့လာကူညီပါတယ်ဆိုတဲ့အတိတ်ပဲနဲ့အတူအဲ့ဒီလိုကူညီသူကိုလည်းဆုံးမှာသူ့ပညာအခြေခံကိုကျေးဇူးဆက်တဲ့အနေနဲ့တင်ပေးရမယ်လို့ရှိတဲ့ကွယ်အဲ့ဒီလိုမိမိနဲ့သွေးမတော်သားမဆက်လူမျိုးကိုဆုံးပညာတင်ပေးမယ်ဆိုရင်လည်းဘူးတွင်းတို့လိုမျိုးဘူးသီးစိတ်တွေပညာရက်ထက်ပြီးတော့ကျွေးယုံတဲ့ဆုံးပညာကိုမရဘူး အဲ့ဒီလာပြင်းနေညပြီးတော့ပထမဆုံးလောက်ွယ်ညမှာအရန်ကိုမှအောက်တန်းကြညဉ့်ညံ့လာတဲ့အစီအရင်တွေပါတဲ့အခြေခံတွေကိုစတင်ပြီးတော့အစင်းစင်းခက်ခက်ခက်ခဲတင်းယူရတယ်အဲ့ဒီအစီအရင်တွေကိုတင်းယူသူကိုယ်တိုင်ကချိုးဖောက်ခွင့်မရှိသလိုတင်ပေးရဆုံးမှလည်းချိုးဖောက်ခွင့်မရှိဘူးကွအစားကနေအဆုံးထိတင်ပေးရတယ်အစီအရင်တွေကအရန်ကိုကြောက်စရာကောင်းပြီးညဉ့်ညံ့တဲ့အတွက်ဆက်မတင်ညှင်းလို့မရဘူးအေးအဲ့ဒီလိုပဲသုံးမိညာရှင်ကလည်းဆက်မတင်ပေးရင်တော့မရဘူးကွာ ။ခေါင်းပြတဲ့သူကိုဇော်ကနဲ့မေတော်ကြီးရဲ့အစီအပားကဝေးတွေကဝိညာဉ်နှုတ်ပြတယ်။ဒါကြောင့်ဒီပညာဟာအယံကိုကြောက်စရာကောင်းတဲ့ကျိန်းသာတစ်မျိုးပါပဲလူလူရဲ့။ဗာကြီးမိုးထံမှပြန်လာပြီးနောက်ခက်စော်တယောက်စဉ်းစားနေမိပါတယ်။တပတ်ခါသည်လာပြီးနေညခြံရှိမှာဆန်စလုံးကိုရက်လျက်မတ်တက်ရက်နေတဲ့ခက်စော်ကိုကြည့်ပြီးတော့ခင်းသုံးပါးဆက်အဟောင်းသားဖြစ်သွားပါတယ်။ခက်စော်မင်းမင်းမင်းကွာဟုတ်တယ်မမတော်ကျွန်တော်ကဒီနေ့ကစပြီးတော့တပည့်ဖြစ်လက်ခံမှာတော့ မင်းကမမအတန်တန်သားရနေအေးဗီမင်းထိုင်နေမင်းကံပဲမင်းကလူမိတ်ဆာဖြစ်ရှင်နေမှာတော့အေးနောက်15ရက်တိတိလောက်ွယ်ညာ17နာရီကျရင်မင်းဒီအိမ်ရှိကိုပြန်လာခဲ့ငါမင်းเสียရဖြစ်သွားပြီမင်းကငါဆက်နေကြိုးပြီးတဲ့အထိပညာကိုင်းတက်ရတော့မယ်မမတို့ကျွန်တော်ကိုဖွင့်လို့ပါဗျာခင်တုံကခြံဝင်းတကားကိုဟုံးခနဲဆောင်းပိတ်ပြနေပါတယ်ခင်တုံခြံရှိဗလာမင်းအောက်ကခုတ်တန်းလျားလေးပါတော့ခက်စော်ခေါင်းလိုက်ဆက်ကြလျက်ထိုင်နေလိုက်တယ် မမတော်ကြီးခွင့်လွတ်ပါဗျာကျွန်တော်ဒီပညာတက်မှာဖြစ်မှာပါဒီပညာတက်မှာကျွန်တော်အမေကိုအပင်သွင်းပြီးပြူစားခဲ့တယ်ဆိုတဲ့လူတွေကိုကလကားချင်နိုင်မှာကျွန်တော်မမတော်စေစနာကိုနားလည်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီကိစ္စတွေပြီးရင်တော့မမတော်ရှိရစီကိုကျွန်တော်ပြန်လာပြီးတော့ဒီအိမ်လေးမှာပဲကျွန်တော်တို့နေအောင်ခက်စော်ကခင်တော်ရှိနေမြေအိမ်ပြင်းပေါလီယာမီးမော်ကတွေးနေကြမခင်တော့ရဲ့ချန်အတွင်းမှာဝုန်းဆိုတဲ့အတန်အုပ်ပြင်မိတော်ကြီးတလုံးကကောင်းငင်တို့ထိုးတက်သွားသည်ကိုတော့မြင်လိုက်ရပါတယ် ခက်စော်ဘဇက်အဟောင်းသားဖြင့်ကြီးနေခိုင်းပါပဲမီရုံကြီးကဟိုးအမြင့်ကြီးကိုအရှိန်ဖြင့်ထိုးသက်သွားရပါခက်စော်ထိုင်နေသောဘန်လာပင်တက်တဲ့သူအရှိန်ဖြင့်ထိုးဆင်းလာလေခက်စော်တရားကြောင်းလန့်ပြီးတော့ဘန်လာပင်ရောက်ကပြေးထွက်တော့မှမီရုံကြီးကကောင်းငင်ပေါ်ပြန်ထိုးတက်သွားပါလေတော့လေမီရုံကြီးတက်သွားတဲ့ရက်ကရွာရှိဘက်ကောင်းငင်စီတို့ဖြစ်ပါလေအရှိဘက်ကောင်းငင်ကိုခက်စော်လမ်းကြည့်နေကအချောင်းမီလုံးတစ်လုံးနဲ့ထက်တက်လာပြီးတော့မီလုံးနှလုံးကောင်းငင်မှာလှက်ပတ်နေကြပါလေ လာပညာရဲ့အလင်းအောက်ဝဲမိလုံးကြီး၄၅လုံးဖြစ်လာသည်ဟုတော့ခန့်စော်အန်ဟောတကြီးငေးမောနေမိတော့တယ်။အိမ်ကိုရောက်တော့ဝင်းထိုက်အဖေကိုသူမမခင်တော်ထံဆန်းစလုံးထမ်းသွားတဲ့ကိစ္စကိုမပြောဘဲနဲ့မိလုံးကြီးတွေကိစ္စကိုတော့ပြောပြလိုက်ပါတယ်။အေးငါတို့ပြောပုံအရဆိုရင်တော့မိလုံးကြီး၄၅လုံးဆိုတော့မကြခင်စိုးမညာတဲ့အသည့်တယောက်ပေါ်လာဖို့များပြီကွာ။ဒူးရွာကလို့မဖြစ်ပါစေနဲ့လို့ပဲဆုတောင်းရမှာပေါ့။ဦးလေးနည်းနည်းရှင်းပြပါဦးမြ။အဲ့ဒီမိလုံးတွေနဲ့စုံတယောက်ပေါ်မှနေကဘာဆိုင်လို့တော့ အဲ့ဒါကိုစုံတော့တယ်လို့ခေါ်တယ်။နာပြင်းညတွေဆိုဆန်နှကျိုးအဆင့်ကဝေးတွေကစုံတွေကကောင်းရင်တင်ညွန့်တွေတက်ဆိုင်နေစုံတော့ကြတယ်လို့အောက်အဆင့်စုံဖြစ်တဲ့စုံတွေကလည်းမစင်တွင်းနေတဲ့ကိုအင်ဂျူအင်ကြားတွေတောတောင်နေတဲ့စုံတော့ကြရတယ်။တခါတရံဆန်နှကျိုးချင်းအချင်းချင်းမတည့်တဲ့အခါတို့အနေလူတဲ့အခါမျိုးစင်တော့ကောင်းငင်မှာစုံတော့ရင်ပညာပြန်ရတယ်။ပညာကန်ဖလှယ်ရတယ်ကွာ။အေးအခုလိုစုံလေးဟာရဆူဝဲပြီးစုံတော့တာကတော့နေအတွင်းမှာရှိတဲ့အဆင့်မြင့်ဆန်နှကျိုးစုံအချင်းချင်းတွေ့ပြီးတော့ ငါးဆန်တဲ့ကျိုးအဆင့်ကိုလူတယောက်ကိုပညာကန်းတက်ပေးတော့မယ်ဆိုတာကိုအတိပေးညှိနှိုင်းတဲ့တဘောကွာဒီနေ့တဝိုက်မှာဦးကြဘူးတလို့တော့ဆန်တဲ့ကျိုးအဆင့်ဆိုလို့ဒီနေ့တဝိုက်မှာဦးလို့ရွာကမေပန်းကြီးသမီးခင်းတုံနဲ့တောင်ဘက်ပန်းရွာတွေက၃ယောက်လောက်သာရှိတာအေးကွာငါတို့လည်းမိုးချုပ်ပြီအဲ့တော့ကွာခင်းတုံစီစိတ်ဆွဲနေတော့တိန်ညွန်စားနိုင်အောင်ကြိုးစားဖို့ငါတို့ရဝင်းထရောက်ပေကနောက်ပြောင်ပြောလိုက်တော့လေညနေကသူစံပန်းရွက်တာကိုတိများတိသွားသလားဆိုပြီးတော့ခက်စော်တရားတွန့်သွားပါလေလာမညာ ခက်ဆောင်နေခင်သုံးလို့အတွက်ပုံမှောင်နေတဲ့ညတညစက်တနာဤတီတီမှာတော့ခင်သုံးချန်နယ်ကပွင့်လာတယ်။လာခက်ဆောင်မက်တုံတော့လက်ခင်လာမညအမောင်ထဲမှာတော့ခင်သုံးကရေနံစီမီတို့ကိုခိုင်းကအင်ဂျန်အနောက်ဘက်သို့သွားလေတယ်။ရေနံစီမီတို့အလင်းအောင်မှာတော့ဇပင်ဖားလာချပြီးသူရှိကသွားနေတဲ့ခင်သုံးကိုကြည့်ပြီးတော့ခက်ဆောင်စိတ်တွေနည်းနည်းတော့ယွန့်လာတယ်။သူတီညကစပြီးတော့ဆုံးတီညတင်ရတော့မှာပါလား။ နောက်ပိတ်ချံဝါလက်ရှိဇပွဲကုံတလုံးရှိမှာတော့ခင်းတုံကထလိုက်ပါပြီ။မိတို့ကိုမြေကြီးမှာစိုက်လိုက်ပြီးတော့ဇပွဲကုံဘောကရေခွက်ကိုယူလိုက်တယ်။ခက်စော်မင်းဟိုရင်နောက်ကဒဇက်မိတ်နာဝမတ်တက်သွားရပါ။ခက်စော်ကမိတို့အလင်းအောင်ပြင်းခကြီးကြီးမြင်နေရတော့ခင်းတုံဒဇက်မိတ်မှာတော့မတ်တက်သွားရလေတယ်။ခင်းတုံကဇပွဲရှိမှာဒူးထောက်ပြီးတော့ရေခွက်ကိုခေါင်းပေါ်တင်ပြီးစုံစုံတရာကိုရွတ်ဆူလို့နေပါပြီ။ပြီးရနောက်မှာခက်စော်စီရှောက်လာပြီးတော့ရေခွက်ကိုကမ်းပေးလေလေ။ကဲခက်စော် မင်းဒီခွက်ကိုကန်ပြီးတော့ဒဇမိတ်ပေါ်ကိုရေကိုနောက်ပြန်ပစ်တင်လိုက်ပြီးရင်ပြန်ကြလာတဲ့ရေကိုမင်းဒီခွက်နဲ့ပြန်ခံပြီးတော့လည်းချက်ချင်းမောတော့ရမယ်နော်ဒါဟာဆုံးပညာရင်အခြေခံဖြစ်တဲ့ဒဇက်ပြန်ရေသွင်းတဲ့အစီရင်မဲကွယ်ဒဇက်ပြန်ရေကမင်းကိုတခြားပညာသည်ဆုံးကဝေကိုပညာသည်မှန်သိနိုင်မြင်နိုင်ရင်ပြီးတော့အပင်သွင်းခြင်းအမောက်အတိုက်ပြူစားခြင်းကနေခံနိုင်ရည်ရှိအောင်ပုံရည်ပေးလိမ့်မယ်ခင်စတော့ရေတွေကိုမြူချပြီးတဲ့အခါမှာတော့ခက်စော်မျက်စီနဲ့ပြာဝေသွားပါတယ်ဘဝင်းကြီးကလည်းအရေလာဖမောင်းတော့တယ်လို့ခံစားလာရတယ် မိတို့အလင်းအောင်ကပြာလဲလဲဖြစ်နေသည်ဟုလည်းခံစားလိုက်ရပါတယ်။ခင်သုံးကိုကြည့်လိုက်တဲ့အခါမှာတော့မိအောင်လဲလဲအောင်မှာခင်သုံးရဲ့ခန္ဓာကိုယ်ကစိမ့်ပုတ်ပုတ်အယောင်တွေထွက်နေသည်ဟုတော့မြင်လိုက်ရတယ်။ကဲအခြေခံအဆင့်တော့ရပြီ။ဒုတိယအဆင့်အနေနဲ့မင်းဇောကနဲ့ညက်ကွင်းလင်းရမယ်။လာအင်ပေါ်ကိုလိုက်ခဲ့။မမတော်အင်လီကတရားဖျောင်းနိုင်ပြီတွေထွန်းထားပါတယ်။အင်ပေါ်ရောက်ချင်းသူတွေ့လိုက်သည်ကမမတော်အင်ပထမအကြိမ်စရောက်တော့ကသူမြင်လိုက်ရတဲ့မိမရုပ်ထု။ သူနေကင်းဘက်တွေတော့မိမယုဒုကမဲနဲ့လို့နေပါလေအခုညမှာတော့မိမယုဒုကစိမ့်ဘက်ဘက်အလင်းတွေထွက်နေသူကိုတွေ့ရတဲ့ပြင်ခက်စော်အန်အောနေမိတယ်မင်းအန်အောနေသလားငါမမင်းအရင်ကောက်လာတော့ကစော်ကနဲ့မဲတော်ကြီးယုဒုကိုတွေ့သွားတာငါသိရဲ့အခုမဲတော်ကြီးကအစိမ့်အောင်ဖြစ်နေလို့မင်းအန်အောနေတာမဟုတ်လားမအောဝါနဲ့ကွာတာမန်လူတွေကြည့်လို့သာအနဲ့ရောင်ဖြစ်တာသုံးပညာတဲ့ချင်းကြည့်တော့အကြောင်းမတူဘူးကွနင်းကပညာတဲ့ဆိုတော့ခုနကတစက်ပြန်ကြီးအစွမ်းနဲ့ဒီလိုမြင်ရတာပါ ခင်သုံးရှင်းပြလိုက်မှပဲခက်စော်သဘောပေါက်သွားလိမ့်မယ်။ဒါဆိုရင်ခင်သုံးကိုတူစိမ့်ပုတ်ပုတ်အောင်ကြီးမြင်နေရတာကတစက်ပြင်းကြီးတကူပေါ့။လာဒီရှိမှဒုထဇော်ကနဲမေတော်ရုပ်လူရှင်မှာခက်စော်ဒုထလိုက်ပါလေ။ခင်သုံးကသူ့မှာပါလာတော့ဒကွန်နိုင်လေးမြောက်ကိုဇော်ကနဲမေတော်ရုပ်လူရှင်ကြီးအမွှေးတိုင်ဦးမှာထိုးလိုက်နေတယ်။ပြီးတဲ့နောက်မှာတော့လောပန်အမွှေးကတခဲကိုမီးရှို့ပြီးတော့အိုရဲကြီးထက်လိုက်တယ်။ခင်သုံးကဇော်ကနဲမေတော်ရုပ်လူကြီးအောက်ပိုင်းတွင်ပတ်ထားတော့ထမင်စအားခဲယူလိုက်တယ်။ မင်းမျက်စိမိထားတော့ခက်စောမင်းရဲ့မျက်စိနှလုံးကိုအခုချိန်ကစပြီးတော့ဇော်ကနက်မေတော်ကြီးရဲ့ထမိန်နှောက်ကိုပို့ဆောင်လိုက်ပြီးမင်းမျက်စိနှလုံးဟာဇော်ကနက်မေတော်ကြီးရဲ့ပိုင်ရှင်ဖြစ်သွားပြီခင်တုံကပြောရင်လည်းထမိန်စာကိုခက်စောမျက်လုံးနှစ်ဖက်မှာပတ်စည်းလိုက်တယ်ထမိန်စာပတ်စည်းခံရတဲ့ပြင်ခက်စောစိတ်ထဲမှာတော့တမျိုးတော်ဖြစ်သွားပါတယ်ကဲအခုမှတော့ဘာမှမတွေ့တော့နဲ့ငားမောင်ရေမက်တုံအတန်တန်တားတဲ့ကြားကမင်းဒီလန်းကိုရွေးခဲ့တာမင်းစားခဲ့ပြီးပြီဆက်မလျှောက်ရင်တော့မင်းဒုက္ခတွေ့နေမယ်ကွယ် မျိုးလုံးကိုထမင်းစားအစည်းခံရပြီးနောက်အခန်းထဲမှာတိတ်ဆိတ်လို့သွားပါလေခက်စွာမျိုးလုံးတွေကိုဖွင့်ကြည့်လိုက်တယ်ဇော်ကနဲ့မတော်ကြီးကသူ့ကိုစိုက်ကြည့်တော်နေပါရင်သူ့ညာဘက်ဘေးမှာနှစ်ဖူးမမောက်နဲ့လူဆက်ရောက်သူတို့မျက်နှာတွေကနှစ်ဖူးတွေကမောက်ထွက်နေပြီးတော့မျိုးလုံးတွေကအထဲသို့ပင်ဝင်နေပါတယ်အင်းကြီးအဝဲစားမပါတော့လဲကိုလုံးကဘာမှမရှိဘဲနဲ့ပြောင်ကျော်ကြီးတွေဖြစ်နေတယ်အယောင်ကညိုပပုံးဘဲဘက်ဘေးမှာတော့နှစ်ဖူးပင် ပြားချက်နေတယ်เจ้าหมอเพิ่นเนี่ยนะมณีมัญญาตั้วมา ခေါ်ထွက်နေတဲ့လူ900လောက်ကိုတွေ့ရပြန်တယ်။ခက်စော့ကခင်သွုံမျက်နှာကိုလှမ်းကြည့်လိုက်တယ်။ခင်သွုံရဲ့မျက်နှာကချော်မော်လှပနေတော့လေမျက်လုံးတွေကအဖြူဆန်နေကြီးဖြစ်လို့နေပါတယ်။ခင်သွုံရဲ့ဘေးမှာခင်သွုံကဲ့သို့မျက်လုံးအဖြူဆန်နေတဲ့အမျိုးသမီး၃ယောက်နဲ့ပိန်ပိန်ပပလက်လက်ယောက်ျားတစ်ယောက်ရဲနေပါတယ်။သူတို့အကြည့်တွေအားလုံးကတော့ခက်စော့မျက်လုံးတက်တဲ့ကိုကြောက်မက်ပေါ်ရဆက်ကြည့်နေကြပါတယ်။ခက်စော့စိတ်ကိုတင်းနေအောင်ထားပြီးတော့သူတို့အားလုံးကိုခက်စိမ့်စိမ့်ပြန်ကြည့်လိုက်တယ်။မင်းတော်ရဲ့ခက်စော့ မမခင်တော်ကအခုမှသူ့မျက်တော်နဲ့စီထားတော့စော်ကနဲ့ထမေသားကိုဖြီးပေးလိုက်ခြင်းဖြစ်သည်ဟုဆိုရေဒါဆိုခုနကအေးဒီအစ်စ်နေကစော်ကနဲ့မျက်ပွင်းလိမ့်တာပဲစော်ကနဲ့မေတော်ကြီးရဲ့ထမေသားမှာအစီရင်အင်းတစ်ခုကိုရေးထားတယ်ကွပြီးတော့မင်းမျက်နှာကိုစီးလိုက်တဲ့အချိန်မှာမတ်တုံလုံးစုံလောကရဲ့တက်ဆိုင်ရာနေကြီးအပိုင်အစ်စ်တွေအကုန်လုံးကိုမင်းမြင်ရတယ်သူတို့ကမင်းကိုသုံးပညာသင်ပြဖို့အရေးချင်းရှိမှရှိလားအကဲဖြတ်တာပဲမင်းမြင်ခဲ့တာကအစ်စ်မြင့်သုံးပညာရှင်တွေဖြစ်တဲ့ မောက်လုံးမောက်ပြားနဲ့စနေကျိုးကဝေတွေရဲ့မူလပညာပရမတ်ရုပ်တွေပဲမင်းလည်းဒီပညာခန်းအစင်းစင်းကိုချောင်းနဲ့အတွင်းလေ့ကျင့်ပြီးတော့စနေကျိုးအစင်းရောက်ရင်တော့မတ်တုံတို့လိုမူလပညာပရမတ်ရုပ်တွေဖြစ်မှာပါကဲဘယ်လိုလဲဆုံးဖြတ်ချင်သေးရလားငါမောင်ရဲ့ခင်တော်ကစကားတင်းတင်းပြောနေတော့လေခက်စော်ကိုစိုက်ကြည့်နေတဲ့မျိုးလုံးများကတော့အရင်လဲနေပါတယ်မင်းမိုင်းလိုက်တော့မောင်လေးရဲ့ခင်တော်ရအတန်းကရှိုက်တန်ပါလာတယ်ခက်စော်ကခင်တော်ကိုစိုက်ကြည့်နေတမိရဲ့ ခင်တို့ရင်ခွင်နဲ့ခက်သောကလေးလေးတယောက်လိုတိုးဝင်လို့နေမိပါတယ်။ကြုံရတဲ့အဖြစ်များကသူ့ကိုသွေးပြက်စေသည်မဟုတ်ပါလား။မင်းမင်းဆုံးမဖြစ်ရဘူးငါမ။မင်းကမမတော်လူမိတ်စာဖြုတ်ခွင့်မပေးနိုင်ဘူး။ဟာမမတော်အဲ့ဒီလိုမလုံးနဲ့လေဗျာ။စည်းကမ်းကိုဖောက်ခဲ့တဲ့ဆုံးပညာသင်ကိုချိုးပေါက်တဲ့ဆုံးဟာဝိညာဉ်နှုတ်ခံရတယ်ဆို။မမမမမလုပ်ပါနဲ့ဗျာ။ကျွန်တော်ဘာသာဘာပြည့်ရဲ့မမဘာမှဖြစ်ဖို့လိုလေ။နော်မမတော်ကဲပညာရဲ့နောက်တစ်ခန်းဆက်တက်မယ်။ကျွန်တော်အတွက်စားခဲ့ပြီပဲ။ခုနကမမတော်ပြောသလိုပေါ့။ ခင်တော်ကမျက်ရည်တွေကိုတုပ်လိုက်ပါတယ်။မငူပါနဲ့မမတို့ရင်ကျွန်တော်တို့အတူတူကြော်ဖြတ်ကြရပါဘော့။ခင်တော်ကမျက်ရည်တွေကိုထက်ခါတုပ်လိုက်တယ်။အိမ်လီကအတန်းဆင်းလာပြီးနောက်ခင်တော်အိမ်နောက်ဝေးချောင်းဘက်သို့ပြန်လျှောက်သွားပါတယ်။အိမ်ချောင်းကနောက်ဘက်မှာတော့တကားတစ်ပေါက်ရှိနေသေးတယ်။ခင်တော်ကတကားကိုဖွင့်လိုက်တော့လေကတင်းတော်တစ်ခုကိုတမျောတစ်ခေါ်ကြီးမြင်တွေ့နေရပါတယ်။ကဲမောင်လေးအခုညနှစ်နာရီထိုးပြီးဟိုးအနောက်ဘက်တက်တက်ကိုတွေ့လား။လေကွင်းနေလေ။ အဲ့ဒီလေကွင်းတွေအတိုင်းအနောက်ဘက်တက်တဲ့ကိုရောင်းလီမပြုတ်ခင်မင်းပြေးရမယ်။ဟောဒီဒဂွန်နိုင်ကြီးလေးချောင်းကိုမင်းလက်ကလည်းကင်သွောင်းရမယ်။လမ်းမှာဘာတွေ့တွေ့ဘာမီမီမင်းမရက်ရဘူးတိလား။ရက်တာနဲ့မင်းအတွက်အန္တရာယ်ရှိတယ်ကွယ်။အနောက်ဘက်တက်တဲ့ပြင်းနဲ့တနေရာမှာဖျောင်းနိုင်ခုနှစ်တိုင်ထွန်းထားတဲ့သဘောတစ်ချက်တွေ့ရလိမ့်မယ်။အဲ့ဒီသဘောထဲမှာမင်းဟိုတနေ့ကမတ်တုံအင်ရှိကိုလာပေးသွားတဲ့ဇလုံနဲ့စားတောက်ခွေရတွေတွေ့ရမယ်။ ဒီတဘောနာလေးလေးကြောင့်ကိုအဲ့ဒီဇကောရဲ့အရှိဒင်းမြင်နာမှာမင်းဆိုင်ပြီးတာလေဇလုံးထဲကထမင်းကိုမင်းကောအောင်စားရမယ်ကွဒီပညာရဲ့ဟာဆုံးပညာရဲ့ပထမအကျိုးပဲပထမအဆင့်ပေါ့ကွဒီလာကွယ်နေရဲ့နောက်ဆုံးသင်ခန်းစာလေးဖြစ်တယ်နောက်လာကွယ်နေမှာတော့ဒုတိယအကျိုးအဆင့်နေတက်မယ်ကဲပြေတော်မောင်လေးလာမညအမောင်လေးမှာတော့ခင်းသုံးလက်ညှိုးထိုးပြရာလက်ခွင်းနေဘက်သို့ခက်စော်အပြေးထွက်သွားနေတယ်တရေရေဝေးသွားသောခက်စော်ရဲ့ကြောပြင်ကိုရီဝေးသောမျက်လုံးအစုံမြင်စကြည့်ကခင်းသုံးတပြင်းချလိုက်ပါတယ် မောင်မင်းရဲ့လက်ခွင့်နေတဲ့ခက်စော်ပြေးလာတာကတော့အတော်ကိုခရီးပေါက်နေပါပြီ။တနည်းအားရောက်မှတော့အမေကမတ်တက်ရရင်ခက်စော်ကိုလှမ်းခေါ်နေတာတွေ့ရတယ်။ခက်စော်အမေစီသွားဖို့ပြန်လိုက်တယ်။ဟင်အမေကသူများပြူစားလို့ဆုံးသွားတာကြားပြီးပဲ။တတိပြန်ဝင်လာပြီးတော့ဆက်ပြေးပါတယ်။အမေကရုတ်တရက်ခွေးနှံကြီးဖြစ်သွားပြီးတော့ခက်စော်နှစ်ပေကပြေးလိုက်လာတယ်။တစ်ချက်တစ်ချက်ခက်စော်လက်မောင်းကိုလှမ်းဟပ်လို့လုပ်သေးတယ်။ခက်စော်မျက်စိမိတ်ပြီးတော့အနောက်ဘက်ကိုမှန်းကဆက်ပြေးတယ်။မောနေပြီ။ချွေးများလည်းဆွဲနေနေပါပြီ။ ပြင်းနေရင်ခက်စော်ရှိမှာတော့အမွှေးများဖြင့်ထူပိန်းနေသောထမ်းမြင်မြင့်ရှိတဲ့ခြေထောက်မမဲအခြေကြီးတစ်ချောင်းကိုတွေ့ရရတယ်။ခက်စော်မောမကြီးရဲ့ခြေထောက်ခွာကြားကနေဝင်ပြေးတယ်။နောက်ကခြေတန်းရှိကြီးလိုက်လာတန်ကြားရတယ်။ခြေတန်းရှိကြီးအတန်ကတဖြည်းဖြည်းဝေဝေးကြံခဲ့ပါတယ်။ပြင်းနေရင်သူ့ရှင်မှာထမိန်စားတစ်ခုကတလွင်နဲ့လွင်လာသည်ကိုလည်းမြင်ရပြန်တယ်။မိမတရားလေးထဲမှာထမိန်တလွလွစပင်ဖားလာနေပြန်တန်းနေပါတယ်။ မိမကသူနဲ့အနီးကပ်ပြန်တန်းနေတဲ့ပြင်မိမရဲ့ထမင်းစားများကသူ့မျက်နှာကိုတချက်ချက်လာရိုက်ခတ်ပါတယ်။ညီဆိုးဆိုးပုတ်အပ်အနံ့ဆိုးကြီးကလည်းထိုမိမစီကရလိုနေတယ်။ညင်းနေရင်လည်းသူ့အပေါ်ကကလေးကလိုက်ပြန်နေတော့မိမကိုကြည့်လိုက်တယ်။ဟင်၊သူ့မမတုံမမအတွေ့ရတော့ဇော်ကနဲ့မေတော်ကြီးခက်စွာမျက်စိမှိတ်ပြီးတော့ဆက်ပြေးပါတယ်။တွေ့ပါပြီ။ရှေးကဂုံးကမူလေးမှာတော့ဖျောင်းနိုင်ထွန်းထားတဲ့ဇကောတစ်ချက်ခက်စွာတော်တော်မောနေပြီ။ဇကောထဲမှာတော့မွေးပြန့်နေတဲ့ထမင်းတွေကြက်ကောင်းလုံးကျော်ဝက်သားတို့ညီများစားကျင်စပွဲ။ ခက်စော်ရေစာလာသည် ရေကမရှိဗိုက်စာလာတယ်လက်ထဲမှာကန်စားတဲ့တကောတန်လေးချောင်းကိုသဘောပက်လေမှာထိုးဆန်လိုက်တယ်ပြီးတဲ့နောက်မှာတော့ဇလုံးထဲကထမင်းကိုစားရံပြင်လိုက်စင်မောင်လေးမစားနဲ့ဘဲကနေပေါ်လာမှမသိတော့ခင်တုံးကသဘောရှိတက်တက်မှပေါ်လာကခက်စော်ကိုလက်ညှိုးထိုးអော်လိုက်ပါတယ်ခက်စော်တကောတန်လေးချောင်းထောင်ထားတော့စီဝံအတင်းမှာလင့်စင်ထွက်သွားတယ်ရုတ်တရက်တခွန်တန်လေးတန်ကတော့ကောင်းငင်ပေါ်မြောက်တက်သွားပြီးမီးတုံးကြီးတွေအဖြစ်ပြောင်းလဲသွားလေတယ်။မောင်လေးရှေ့ဘက်ကိုပြေးနောက်လည်းမကြည့်နဲ့ပြေးတာပြေး ခင်သုံးရဲ့အတန်းကြောင့်ခက်စောတတိဝေရာကခင်သုံးလက်ညှိုးညွန်ရာဘက်သို့ဆက်ပြေးလီတော်ရီရုတ်တရက်မိကုံးငွေများခင်သုံးခန္ဓာကိုယ်မှထွက်လာကမိလုံးကြီးအဖြစ်ပြောင်းလဲသွားပါလေခင်သုံးစီးပေါက်ပြီဇောကနဲ့မေတော်ကြီးရဲ့အစီအပါပကွက်သားများကခင်သုံးရဲ့ဝိညာဉ်ကိုဝိုင်းနှုတ်ယူနေကြတယ်ခင်သုံးကလည်းစုံတော်အဖြစ်ပြောင်းပြီးတော့ပြန်တိုက်ခိုက်ပါလေလာမညာကောင်းကင်ရံမှာတော့မိလုံးကြီးငါလုံးလုံးထွေးနေကြတယ်မိလုံးကြီးနှလုံးမြေပြင်ပေါ်သို့ထိုးကျသွားလေတယ် မီလုံးတစ်လုံးလောက်သို့ကျန်တဲ့မီလုံးနှလုံးကအချိန်ဖြင့်လိုက်လာကြတယ်။မကြမီမှာပဲအစိမ်းအောင်တောက်ပါနေသောအေယာမမီလုံးကြီးတစ်လုံးကောင်းငင်ပေါ်သို့ထိုးတက်သွားပြီးတော့ခင်တော့အတွင်ပြောင်းထားသောဆုံးတော့မှာမီလုံးတုံးလုံးရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့်မြေကြီးပေါ်ကိုထိုးကျသွားလေတယ်။ရောင်နီပြုတ်ပြီးထနောင်းရီလမ်းလေးရဲ့ရှေ့မှာတော့မှောက်ခုံနဲ့တရီမိနေသောခက်သောရွာလူငယ်တို့ကလှဲဖြင့်တင်လာပြီးတော့ဝင်းထိုက်တို့အိမ်ကိုပို့ပေးကြတယ်။ အာကရေဖြိုဝင်းထက်တို့တမိသားစုလုံးနဲ့ရွာသူရွာသားတချို့ကတော့ခက်စော်ဘေးမှာဝိုင်းနေကြပါတယ်။ညကဘာဖြစ်ခဲ့ဒီကိုတော့မသိကြ။မမခင်တော့မမခက်စော်တတိရလာတယ်။မမတော့မမတော့ရောဟိအောင်ခက်တော့မင်းဘာဖြစ်လာလဲ။ညကဘဲသွားတာလဲ။မမခင်တော့မမခင်တော့ခက်တော်ထပြီးတော့ပြေးတယ်။သူနောက်ကဝင်းထိုင်တို့နဲ့ရွာသားများလည်းပြေးလိုက်ကြတယ်။ခင်တော်တို့အိမ်ဆန်တကောင်းလေးကတော့ပွင့်လို့နေပါရဲ့။ခက်တော်အိမ်ထဲဝင်လိုက်တော့အနောက်ကလူတွေကတန့်သွားကြတယ်။ ဝင်းထက်ကဦးဆောင်ဝင်လိုက်တဲ့ခါကျမှသာကြံတဲ့သူများလည်းလိုက်ဝင်ကြတယ်။ခက်စော်ကညကသူပြီးခဲ့တော့အိမ်နောက်ဘေးအပေါက်စီတို့သွားပါလေ။အဲဒီနောက်မှာတော့အနောက်ဘက်တန်းတန်းတို့ပြေးတော်တယ်။ရောက်ပါပြီ။ညကသူအသေးအံပြေးခဲ့ရတော့ပန်းနိုင်နေရ။သို့တော့ညကနေမတူတော့ညကသူရောက်ခဲ့တော့နေရာမှာတော့အမှတ်တိုင်ကျွတ်တို့ကျဲတဲ့ညနေတင်းញိုင်းတစ်ခုဖြစ်နေတယ်။ညီပုံမို့မို့တစ်ခုထပ်မှာတော့သကောတစ်ချင်ပြီးတော့ဇလုံးတစ်လုံးဇလုံးထဲမှာတော့မစင်လုံးများပက်ကြီးများလောက်ကောင်တွေတဖွာဖွာနဲ့ ဒါဆိုညကညကသူမြင်ခဲ့တာတွေကသူစားမလို့လုပ်ခဲ့တာတွေကခက်စော်ကြကြမတွေ့နိုင်ဇကောနဲ့ခလန်းလန်းတွေခင်းသုံးလဲကြနေဒီကိုမြင်လိုက်ရပါတယ်ခင်းသုံးကိုခက်စော်ပြေးပွေးလိုက်တယ်သွားပြီခင်းသုံးကတော့ပြုံပြုံလေးလဲကြနေပါတယ်ခက်စော်အတွက်သူဝိညာဉ်အနှုတ်ခံလိုက်ရဒီကိုကျင်းနေနေတယ်လို့မင်းမမခင်တို့မမခင်တို့ခက်စော်ကပါချင်းကပ်ပြီးတော့အကျယ်ကြီးအော်ဟစ်ပြစ်လိုက်တယ် ပြန်ကျင်းနေသောသကောတစ်ချက်ထဲမှာတော့မစင်မြလောက်ကောင်များကိုတလဲမြေကြီးပေါ်မှာလဲနေသောစနေကျိုးကဝေဆုံးမလေးခင်တုံးကိုတလဲခင်တုံးကိုဖတ်ပြီးငိုနေသောမန္တလေးတက္ကသိုလ်ကျောင်းသားခက်စော်ကိုတလဲရွာသားများကနားမလည်နိုင်စွာကြည်နေကြတယ်ရုတ်တရက်ခင်တုံးရဲ့မျက်စိတွေပွင့်လာတယ်တို့တော့ခင်တုံးရဲ့မျက်စိကတော့မျက်စံမပါအဖြူတွေကြီးမှုရွာသားများလန့်ပြီးတော့နောက်ဆုံးလိုက်ကြတယ်မျက်လုံးများပြန်မိတ်ပြီးနောက်ခင်တုံးဇက်ကျိုးကြသွားလေတော့တယ် ဆရာကဆော်ရေးသားထားတဲ့စနေကျိုးခင်တို့ပရာလောကဇလံဇသိမ့်မိုင်းကတော့ဒီမာရင်ပြီးဆုံးပါပြီခင်ဗျာဆရာခက်ဆော်နေတကွာနားဆင်ပေးကြရသူတဝတ်တယောက်ချင်းစီကိုအထူးပြင်ကျေးဇူးတင်ရှိပါတယ်တရားပြင်ရှင်သောညတွေကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ